အဲ့တော့ကျွန်တော်အနေနဲ့နောက်တစ်ပိုင်းဆက်ရမယ်ဆိုလို့ရှိရင်ဂိုင်းစည်းကမ်းလိုက်လိုက်နာရမယ့်အကြောင်းအရာကိုနောက်ပြီးတော့ကျွန်တော်ဆက်ပြောပါမယ်အဲ့တော့ပညာကိုအလကားယူတဲ့ပုံကိုယ်တွေဟာအလကားပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ပညာကိုအလကားယူတဲ့ပုံကိုယ်တွေဟာဩအလကားရထားတာပဲကွာတောက်လိုက်မယ်စားလိုက်မယ်ပြက်လိုက်မယ်ပြီးရင်လည်းငါသွားပြန်ယူလို့ရတာပဲအလကားပေးနေတာပဲအလကားရတာပဲအဲ့ဒီစိတ်နဲ့ပညာပြက်ဖို့အင်မတန်လွယ်ကူပါတယ်ပညာကိုပူဇော်ကြေးပေးပြီးပူဇော်ပြီးမှယူတဲ့ပုံကိုယ်တွေဟာ ငါတော့ပညာယူတဲ့အခါမှာဒီလိုဒီလိုပူဇော်ပြီးတော့ယူထားရတာဒါကြောင့်ငါတော့အပြတ်မခံနိုင်ဘူးငါထိမ့်မယ်ဆိုတဲ့စိတ်ဒါကြောင့်ပညာပြတ်ဖို့အင်မတန်ယာကိုင်းတော့နေပါတယ်အဲ့တော့ပညာကို အလကားယူပြီးတော့ကြီးလာတဲ့ဒုတိယရဲ့ဘုံကံကိုကိုယ့်ဘာသာကိုလိုက်ကြည့်ပါရှာဖွေကြည့်ပါ ထိုသူတွေရဲ့ဘုံကံနဲ့ပညာကိုတကယ်မြတ်မြတ်နုံနုံတန်ဖိုးထားပူဇော်ပြီးမှယူတဲ့ပုံကိုယ်တွေရဲ့ဘုံကံပါရမီအင်မတန်ကွာခြားပါတယ် ဒါကတော့အဖေကြီးဥမြခင်ကိုကြည်ရင်မိတ်ဆွေတို့သဘောပေါက်မယ်လို့ထင်ပါတယ်အဖေကြီးဥမြခင်ပညာစမယူခင်တုန်းကအဘဘိုးတော်ဟန်စီကိုတွားရောက်ပြီးတော့ပညာယူရန်အတွက်ပညာယူရန်ပြောတဲ့အခါမှာဆရာကြီးခမညာကျွန်တော်ပညာယူခြင်းလို့ပါလို့ပြောတော့အေးမင်းမဘလောက်ပါလဲတဲ့ကျွန်တော်မှ20ပါပါတယ်တဲ့ငွေ20အဲ့ဒီကိကငွေ20တော့ပါပါတယ်ခမညာတဲ့အေး20ဆိုရင်နောက်ထပ်30တွားရှာအောင်မင်းလို့စင်ရသားဆိုရင် ငါ30ယူတယ်ချမ်းသာတဲ့ပုံကူတွေဆိုလို့ရှိရင်100 200 300 500ယူတယ်မင်းလိုစင်းရဲသားကိုငါငွေ30ယူတယ်ဒါကြောင့်20ပိုင်းနောက်ထပ်30တွားရှာအောင်ဆိုပြီးတော့မှတွားပြီးတော့အရှာခိုင်းပါတယ်အဖေကြီးဦးမြခင်ဒီလည်းပဲနောက်ထပ်30ရှာပြီးတော့မှငွေ30ကျပ်နဲ့ပြင်ညာယူပါတယ်အဖေကြီးဦးမြခင်ရဲ့ပေးဆက်ခြင်းနဲ့ယူတဲ့ပုံကူရဲ့ဘုံကံပါရမီဒီနေ့ဒီရက်ဒီချိန်ခါမှာ ရွှေရင်ကျော်ကျေးဇူးရှင် အဖေကြီးဦးမြခင်လို့အမိတွင်နေခြင်းဟာပေးဆက်ခြင်းနဲ့ပညာရကိုရယူခဲ့ခြင်းဂိုင်းတော်အပေါ်ဆရာအပေါ်ပေးဆက်ခြင်းနဲ့ရယူခဲ့လို့ဒါလျင်ဒီနေ့ဒီရက်ဒီအချိန်ခါအထိကျွန်တော်တို့ရဲ့ဖခင်เจ้าဆောင်ပေါ်မှာရုပ်လုံးတော်တဆူဖြစ်နေရွှေရင်ကျော်ကျေးဇူးရှင်အဖေကြီးဦးမြခင်ဆိုပြီးကျွန်တော်တို့ပူဇော်နေတာဖြစ်ပါတယ်ပူဇော်တဲ့ပူဇော်ထိုက်တဲ့ပုံကိုလည်းဖြစ်ပါတယ် ဒါကြောင့်မိษွေတို့အနေနဲ့အလကားရယူဖို့ရန်တော့စိတ်မကူးမွေးဖို့ရာကျွန်တော်အနေနဲ့မြစ်တရခံပါတယ်ကျွန်တော်ကတော့ကျွန်တော်စီမှာပညာလာယူတဲ့ပုံကူမှန်တမ်းများကိုယခုကဲ့သို့ပွဲလူတန်းရတဲ့အကြောင်းချင်းရလေးတွေကိုကျွန်တော်အပြည့်အစုံရှင်းပြပြီးတော့မှ၃ဘွဲတန်နိုင်သလား၅ဘွဲတန်နိုင်သလားအ ਨੇ စုံ၂ဘွဲတန်နိုင်သလားလှူဒန်းမှသာလျှင်ပညာပေးပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ ပြောကြားခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ပိုင်းကျွန်တော်ဆက်ပါဦးမယ်